ဒီနေ့ဗီဒီယိုလေးမှာတော့ဗီဒီယိုရိုက်ပြီဆိုလို့ရှင် shutter speed ဘယ်လောက်နဲ့ထားရမလဲဆိုတာကို sharing လုပ်ပေးခြင်းပါတယ်ဓာတ်ပုံရိုက်ပြီဆိုလို့ရှင် shutter speed ကကျွန်တော်တို့ depth ရော focal length ကျွန်တော်တို့ရိုက်နေတဲ့မှန်ဘလူးရဲ့နှစ်ဆဒီလိုပဲဗီဒီယိုရိုက်ပြီဆိုတဲ့အချိန်ကြလို့ရှင်လည်း depth ရော frame rate ဆိုပြီးတော့အလွယ်တကူမှတ်လို့ရပါတယ် depth ရော frame rate ဆိုတာကတော့ကျွန်တော်အရင်တနေ့ကပြောခဲ့တဲ့ကိုရိုက်နေတဲ့ frame rate ဥမာကိုက24နဲ့ရိုက်တယ်ဆိုလို့ရှင်သူ့ရဲ့နှစ်ဆဆိုတော့ ကျွန်တော်48 48က shutter speed နဲ့ပြောမယ်ဆိုလို့ရှိရင်90ဝင်းချင်ပေါ့နော် shutter speed 90လောက်နဲ့ရိုက်မယ်ဆိုရင်ဒါရိုက်လို့ရတယ်။ဘာဖြစ်လို့ devil your frame rate လို့ပြောလဲဆိုတဲ့အခါကျတော့ဥပမာ slow motion ရိုက်ပြီဆိုတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့က120 frame per second ဆိုလို့ရှိရင် shutter speed ကိုကျွန်တော်120နဲ့ရိုက်မယ်ဆိုရင်ရိုက်လို့ရတယ်။ဒါပေမဲ့ဒီလှုပ်ရှားနေတဲ့လှုပ်ရှားမှုတွေရွေရှားမှုတွေအကုန်လုံးပြက်ပြက်သားသားဖြစ်နေတဲ့ဥမာ120 frame per second နဲ့ကျွန်တော်ရေဆက်လေးတွေဖြွာတာကိုရိုက်မယ်ဆိုလို့ရှိရင်ဒီရေဆက်မှာ motion blur တွေရှိကောင်းရှိနိုင်တယ်အဲ့တော့ရေဆက်တွေရဲ့ ရွေးရှားမှုကိုပြက်ပြက်သားသားလေးမြင်ချင်တယ်ဆိုတဲ့အချိန်ကြောင့်လို့ရှိရင်ကျွန်တော်တို့က120ရဲ့နှဆဖြစ်တဲ့240လောက်ထားပြီးရိုက်မှာပဲရမယ်တကယ်လို့များကုမှာရှိနေတဲ့မီးအလင်းရောင် lighting ကမလုံလောက်ဘူးဆိုရင်တော့120 frame per second ကို120 frame per second နဲ့ရိုက်လို့ရတယ်ဒါကဆလိုရိုက်တဲ့အချိန်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက 30နဲ့ရိုက်မယ်ဆိုလို့ရှိရင်30ရဲ့ frame နဲ့စဆိုရင်ကျွန်တော်60ဆိုတော့ shutter speed 50ဝင်းကျင်နေတယ်လို့ဖြစ်တယ်တကယ်လို့များကိုက NDSC ရိုက်တာမဟုတ်ဘူး bar system နဲ့ရိုက်မယ်ဆိုလို့ရှိရင်ကြောက်လို့ရှိရင် bar system က25ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့သူ့ရဲ့နှစ်စဆိုရင်50နဲ့ရိုက်မယ်ဆိုရင်ရိုက်လို့ရတယ် theory ရဆိုလို့ရှိရင်တော့ကျွန်တော်တို့က depend your frame rate ဆိုတဲ့အတိုင်းကျွန်တော်တို့ရိုက်နေတဲ့ frame rate ကိုနှစ်ဆနှစ်ဆမြှောက်မြောက်ပြီးတော့ကျွန်တော်တို့ရိုက်မယ်ဆိုရင်ရိုက်လို့ရတယ်အတိအကျဖြစ်စရာမလို့အနည်းဆုံးဖြစ်မယ်ဆိုလို့ရှိရင် ။အဲပဲဖြစ်ပြောအဆင်ပြေတယ်။ဒါလို့နှစ်ဆထားပြီးရဲ့လဲဆိုရင်အနောက်မှာကျွန်တော် test တစ်ခုလေးကို experiment တွေလုပ်စီခြင်းနဲ့ဒါ video camera ခုမှရှိတယ်ဆိုလို့ရှင် shutter speed လေးတွေ variation ပေါ့နော်အမျိုးမျိုးပြောင်းပြီးတော့စမ်းသပ်ရိုက်ကူးစီခြင်းနဲ့ဘာဖြစ်လို့ shutter speed က90နဲ့ရိုက်ခိုင်းတာလဲ100နဲ့ရိုက်ခိုင်းတာလဲအဲဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့ debate ရော frame rate ဆိုတဲ့ခါကဘာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အကြောင်းပြချက်ရှိတယ်ဒီအကြောင်းပြချက်ကိုလက်တွေ့သိစေခြင်းနဲ့အတွက်ကြောင့်မလို့ကျွန်တော် ရိုက်ပြတာပဲဖြစ်တယ်ဒီစမ်းသပ်ရိုက်ကူးတဲ့ဟာတော့ကိုရိုင်းရိုက်ကူးစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုရိုင်းလုံးမှာကိုရိုင်းသိမှာအခုကျွန်တော်သုံးနေရဆိုလို့ရှိရင် Sony A7 III ကို NDSC 60 frame per second နဲ့ရိုက်တယ်ကျွန်တော်ဒါပေမဲ့ကျွန်တော် debug your frame rate ဆိုတဲ့ဟာလေးကိုကျွန်တော်မလိုက်နိုင်ထားဘူးကျွန်တော် shutter speed ကို90နဲ့ပဲရိုက်တယ်အနည်းဆုံးဆုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ motion blur တွေပေါ့နော် motion blur ဆိုတာကကျွန်တော်တို့ရွေ့ရှားွားတဲ့ဟာပေါ့ရွေ့ရှားွားတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့ကကင်မရာနဲ့ ပုံရိပ်ဖမ်းပြီဆိုတဲ့အချိန်ကြလို့ရှိရင် shutter speed က50ဝန်းကျင်မှာဆိုလို့ရှိရင်လူရဲ့လှုပ်ရှားမှုနဲ့နီးနီးဆဆအနီးဆဆုံတူတာပဲဖြစ်တယ်ပေါ့နော်အခုဒါဆိုလို့ရှိရင်ကျွန်တော်လက်ကိုဒီလိုလှုပ်ပြမယ်ဆိုလို့ရှိရင်လက်ရဲ့ motion block ကကျွန်တော်အပြင်မှာမျက်လုံးနဲ့မြင်နေရတဲ့အတိုင်းဗီဒီယိုထဲမှာလည်းမြင်ရမှာဖြစ်တယ်လက်နဲ့ကမထင်ရှားမှာဆိုလို့ကျွန်တော်ခဲတံနဲ့ဆန်းပြပေးမယ်ခဲတံတစ်ချောင်းယူလိုက်မယ်ကျွန်တော်တို့ခဲတံတစ်ချောင်းကိုဒီလိုချပြီဆိုလို့ရှိရင်မျက်လုံးထဲမှာမြင်နေရတဲ့အတိုင်းကျွန်တော်တို့ကဒီခဲတံလေးကိုလှုပ်ပြီးဆိုတဲ့အချိန်ကြလို့ရှိရင်ဒါက motion blur လေးက shutter speed 50နဲ့ရိုက်လို့ရှိရင်အပြင်မှာကျွန်တော်မျက်လုံးနဲ့မြင်ရတဲ့ဟာနဲ့အနည်းဆုံးတူတယ်။ဆိုတော့ setting လေးပြောင်းလိုက်မယ်ကျွန်တော်။ဒါကတော့ IS ဆိုတော့မြင်သွားတယ်။ IS ဆိုတာ1800 shutter speed ကတော့ကျွန်တော်900ထားထားတယ်။ဆိုဒီခဲတံကိုကျွန်တော်လှုပ်ပြပြီဆိုရင်ချိန်ရလို့ရှိရင်ခဲတံရဲ့လှုပ်ရှားမှုကိုကြည့်လိုက်။ကျွန်တော်တို့ခုနကလိုမျိုး motion blur အပြင်နဲ့မတူတော့ဇက်တော့ဇက်တော့ဖြစ်နေ။ထစ်ထစ်ကြီးဖြစ်နေပါတော့။အဲ့ဒါကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ smooth မဖြစ်ဘူး cinematic မဖြစ်ဘူးလို့ပြောချင်တာပေါ့။ ဆိုတော့ဒီလို frame rate နဲ့ကျွန်တော်တို့ကပန်ကလဲတဲ့ဟာကိုရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဟန့်ပန်ကကိုရိုက်လိုက်မယ်ဆိုရင်ရဟန့်ပန်ကလဲတာတော့မှွန့်နေတာပဲဒါပေမဲ့ shutter speed ကိုကျွန်တော်8000နဲ့ရိုက်လိုက်ပြီဆိုရင်ညာရင်ပန်ကကြီးကလေထဲမှာရက်ပြီးတော့ရဟန့်ကြီးကပန်ကမလဲပဲပြန်နေရဆိုတဲ့ပုံစံမျိုးဖြစ်နိုင်တယ်အပြီးတော့ကျွန်တော်ဒီကင်မရာကြီးအကုန်လုံးကဒီ sensor ပေါ်မှာကျတဲ့ပုံရိပ်တွေကို frame by frame ဖတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအဲဆန်ဆာကို read out လုပ်တယ်ဆိုတဲ့အချိန်ကြလို့ရှင်အောက်ကနေအပေါ်ဖတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နည်းနည်းလေး လေးရှိနိုင်တယ် line by line pixel by pixel ဖတ်တာဖြစ်တဲ့ကြောင့်လို့အဲ့တော့ frame drop လည်းဖြစ်တယ်တချို့တွေဆိုလို့ရှိရင်ကင်မရာကိုကင်ပြီးတော့ pan နေနေပါလေလှုပ်ခွာပြီးတော့ဆန်းတယ်ဆိုတော့ rolling shutter ကိုဆန်းတာပေါ့ rolling shutter ကိုဆန်းတယ်ဆိုရင်ပုံရိပ်ကဘလို distortion တွေဖြစ်သွားလဲကင်မရာ movement တွေအမြင်လုပ်ပြီးဆိုရင်ညာဘလို့ဘလို့ပြောင်းလဲမှုတွေရှိသွားလဲဆိုတဲ့ဟာလေးကိုဆန်းတက်ကြတာပဲဖြစ်တယ်ဆိုတော့အခုလောလောဆယ်က shutter speed 900ဆိုရင်ကျွန်တော်တို့ဒီမှာခဲတယ်လှုပ်ရှားမှုကဘလို့မှ cinematic မဖြစ်တော့အဲ့တော့ကျွန်တော် shutter speed ပြန်ပြောင်းပါမယ်အခု setting ကတော့ i ဆို800 aperture 2 shutter speed က90ဖြစ်သွားပြီဒီမှာထပ်ကြည့်လို့ရအောင်ပြပေးပါတယ် motion blur ကကျွန်တော်တို့အနည်းဆုံးအပြင်နဲ့တူတာပဲဖြစ်တယ်ဒါကိုကျွန်တော်တို့က cinematic ဖြစ်တယ်လို့ပြောတာပဲဖြစ်ပါတယ်ဆိုတော့ဓာတ်ပုံပဲရိုက်ရိုက်ဗီဒီယိုပဲရိုက်ရိုက် motion block ကိုပါခြင်းလားမပါခြင်းလားဆိုတဲ့ဟာလေးကအရင်အရေးကြီးပါတယ်ဓာတ်ပုံရိုက်တယ်ဆိုတဲ့နေရာမှာတော့ action တွေ free speech ရှင်တယ်ဆိုလို့ရှိရင် shutter speed အမြန်နဲ့ရိုက်လက်လို့ရတယ်သူကဓာတ်ပုံတပုံလဲဆိုပြဿနာမရှိဘူးဗီဒီယိုကြတော့ကျွန်တော်တစ်စက္ကန့်ကို24ပုံရှိရတယ်တစ်စက္ကန့်ကိုပုံ30ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပုံတိုင်းပုံတိုင်းက motion blur မပါဘဲနဲ့ကျွန်တော် shutter speed က freeze action တွေကြီးပဲဖြစ်နေမယ်ဆိုတဲ့အချိန်ကြားလို့ရှိရင်ဒီဟာကိုကြည့်လိုက်ပြီဆိုတဲ့အချိန်ကြားတော့ကျွန်တော်တို့ကဇက်တော့ဇက်တော့ဖြစ်သွားမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က shutter speed အမြန်ကရိုက်မယ်ဆိုရင် အဆင်မပြေတာပဲဖြစ်တယ်ချွင်းချက်အနေနဲ့ကတော့ကျွန်တော်တို့ဗီဒီယိုထဲမှာအဲတနက်ပြစ်လိုက်လို့အကြည်စံအစ်ပင်ကိုမှန်သွားတယ်တစ်ချောင်းစာလေးတွေမှွားကနေလွင့်သွားတယ်ဆိုတဲ့ဟာမျိုးလေးတွေကြောင့်မြင်ကွင်းအရကစီနီမက်တစ်ဖြစ်เสียမလို့တော့ဘူးကြည်စံဖြတ်သွားတဲ့လားရမှာပက်စင်လွင့်ထွက်သွားတဲ့အပိုင်းအစလေးတွေအကုန်လုံးဆလိုမိုရှင်းမြင်စေရအောင်အသေးစိတ်မြင်ရအောင်ရှိတ်ထားဖြစ်တော့တယ်မလို့ frame 9 frame 9အချက်တိုင်းအချက်တိုင်းဟာ ကြည်လင်ပြတ်သားနေမှသာလင်တိတိကျကျမြင်ရမှာဖြစ်တယ်။ဒါကုမှကျွန်တော်တို့က motion blur လေးအနည်းငယ်တော့ရှိတော့ကြံတော့ခြံထားပေးတာတယ်။တကယ်လို့မပါခဲ့ဘူးဆိုလို့ရှိရင်လည်းကျွန်တော်အဲ့ထက်မှာ motion blur ကိုနည်းနည်းလေးထည့်ပေးတယ်။ဆိုတော့ဒီသဘောမျိုးပဲကျွန်တော်တို့က speed ramping ပဲလုပ်လို့ editing လုပ်ပြီးဆိုရင်ချိန်ကြလို့ရှိရင် shutter speed လွှဲနေပြီဆိုရင်ကျွန်တော်တို့က motion blur အပေါ်ကနေထပ်ပြီးတော့အုပ်ပေးရတယ်။ ဒါက shutter speed မှားနေလို့ရှိရင် exposure triangle ကိုပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က shutter ရဲ့ aperture ရဲ့ ISO ဆိုရယ်ဆိုပြီးတော့ကစားရတယ် Sony A7 III နဲ့အောက်တို့မှာ S.2 ရိုက်ပြီးဆိုတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့က shutter speed ကို90နဲ့ရိုက်ဖို့မဖြစ်နိုင်တော့ဘူးဆိုတော့ဘာလို့လဲဆိုတော့ S.2 ရဲ့ base size ဆိုတာ800ဖြစ်တယ် background ကို wow လို့ depth of field နည်းအောင် aperture ကလည်းဖွင့်ထားသေးရယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့မှာတင်စရာ shutter ပဲရှိတော့တယ်ဒါက ဗီဒီယိုဆိုင်ရိုက်တယ်ဆိုတဲ့လူတွေကတော့ဓာတ်ပုံရိုက်နေရတဲ့ဗီဒီယိုလိုင်းကိုကူးလာပြီဆိုရှင် exposure ကိုကစားပြီဆိုရှင်ကြလို့ရှင်အဲဒါဆိုရွှေ့လို့မရတော့ပါရှာရွှေ့လို့မရတော့ဆိုရင် shutter ကိုပဲတောတောပြီးရွှေ့ကြတယ်ဗီဒီယိုမှာကြတော့ကျွန်တော်တို့အဲ့လိုသွားလှုပ်လို့မရတော့ဗီဒီယိုမှာက exposure triangle ကိုကျွန်တော်တို့ကထိမ့်မယ်ဆိုရင်ကျွန်တော် anti filter နဲ့ထိမ့်မှာပဲရတော့မယ် ISO 2နဲ့ရိုက်တာဖြစ်လို့ ISO 8ကပြောင်းလို့မရတော့ဘူးဆိုလို့ရှင် ISO damage ထားမယ် aperture ကလည်းဖွင့်ထားတယ် ဆိုလို့ရှိရင်ပြောင်းလို့မရတော့ shutter speed ပဲကစားရမှာ shutter speed ကိုလည်းမကစားချင်လို့ဆိုကျွန်တော်တို့ဘာသာလုံးမှာဘာမှပြောင်းလို့ရမှာရှိတော့အဲ့တော့ဘာလုံးမလဲဆိုတော့ရှိနေတဲ့အလင်းရောင်ကိုကျွန်တော်မှောင်မှုတော့ anti filter ကြီးတစ်ချက်ပြီးတစ်ချက်မှတတ် anti filter ကကိုလိုချင်တဲ့ exposure stock ကိုဘလောက်မှသွားပြီးတော့ quality ကြမလဲဆိုတဲ့ဟာလေးကိုအပါချရဲ့ anti filter ရဲ့အဲ့လိုအလှည့်ကြလေးသွားပြီးတော့ကစားပေးရမှာဖြစ်တယ်အဲ့အတွက်ကြောင့်မလဲဗီဒီယို ဖြတ်ပြီဆိုတဲ့အချိန်ကြလို့ရှိရင် any 16နဲ့ any 32တို့ကိုအနည်းဆုံးသုံးကြရပါဖြစ်တယ်။ဘာလို့လဲဆိုတော့ base ISO ကလည်းမြင်ပါရတယ်။ aperture လည်းဖွင့်ထားတယ် shutter speed ကိုမပြောင်းဆိုတဲ့အခါကျတော့ anti filter ကိုသုံးမှသာလျှင် video ကို log မှုနဲ့ရိုက်မယ်ဆိုရင်အဆင်ပြေမှာပဲဖြစ်တယ်။ တချို့လုံးမှုကို ISO အနိုင်ချလို့ရတဲ့ကင်မရာဆိုလို့ရှိရင်တော့ဒီပြဿနာမရှိဘူးတကယ်ရုပ်ရှင်ဆန်ဆန်ရိုက်မယ်ဆိုရင်တော့ exposure triangle ကလည်းအရင်အရေးကြီးသလို ND filter ကိုသုံးတဲ့ဘက်ကလည်းအရင်အရေးကြီးတယ် motion blur တွေကလည်းမှန်နေမှာပဲဖြစ်မယ်ဒီလိုမျိုးမှန်မှသာလင်ရုပ်ရှင်ဆန်ဆန်လေးပုံလေးရမှာပဲဖြစ်တယ်ရုပ်ရှင်ဆန်မှလည်းကျွန်တော်တို့ကကြည့်လို့ကောင်းမယ်တဘာဝနဲ့အနည်းဆက်ဆုံးတူမှာဖြစ်တော့ကြောင့်မတကယ်ခံစားမှုရတာလေးကိုပြေးမှာပဲဖြစ်တယ်ဆိုတော့ video ရိုက်လို့ရှိရင်အများဆုံးမှားတတ်တဲ့ခါကတော့ shutter speed လွဲမှားတတ်တာပဲဖြစ်ပါတယ်ဗီဒီယိုရိုက်ရင်ထားရမယ် shutter speed အကြောင်းတော့ဒီလောက်ပဲ မရှင်းတာမသိတာရှိရဆိုလို့ရှိရင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်နောက်ထပ် video တွေမှာတွေ့မယ်เนาะ